Freedom for Future Channel မှာတော်လံပိတ်သက်များအားလုံးမင်္ဂလာပါရှင်။ချူကိုပါဒီနေ့ချူကိုဖတ်ပြပေးမယ့်အစာအုပ်လေးနာမည်ကတော့ဆီယာမမီချန်ဝီရဲ့ပင်လယ်ငေးသူရဲ့ယတစာစုများဆိုတဲ့အစာအုပ်လေးတွေကယတစာစုလေးတစ်ပုဒ်ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ရှင်။စာစုလေးမဖတ်ပြခင်ဆီယာမကိုစာအုပ်လေးဖတ်ပြခွင့်ပေးပါရင်ဒီနေရာကနေခွန်တောင်းပြရစီရှင် ပင်လယ်ငယ်သူရဲ့ကြောက်လင်းကို လူလင်းကိုအလွမ်းတကယ်တမ်းပြောကြဆိုဆိုပင်လယ်တန်ကဝတ္ထုရေးတာနည်းနည်းတော့ခက်ပါတယ်ပင်လယ်ဟာစာဖွဲ့မကုန်နိုင်တဲ့တီးကြားခွန်ရီနဲ့ပြည်စုံနေတယ်ဆိုတာဘယ်သူမှမငင်းပယ်နိုင်ပါဘူးပင်လယ်မှာလှိုင်းရှိတယ်လေရှိတယ်လဟာရှိတယ်ရေလွှာတင်မြှုပ်ရှိတယ်ရေတဲရေကြားရှိတယ်ရေထိပ်ရေအီရှိတယ်ပစ္စလက်ဆန်တဲ့သဘာဝတရားကြီးရဲ့လှည့်ပြမှုမာယာအောက်မှာ င်လေသားရဲ့ဘဝထူတာပေတာကြရင်ရစ်မှထွားမြင်လာပါပေါ့ကုန်းမော်ကလူတွေမှာအလွမ်းရှိသလိုပင်လယ်နေလှင်လူသားတွေမှာလည်းအလွမ်းရှိတယ်။ပင်လယ်သားတွေရဲ့အလွမ်းကတော့တဘောင်ဝတရားကြီးကနေဝေးဖွားဖူးပွင့်လာတဲ့လွမ်းရင်ရွက်စိမ့်တွေပါပဲ။ကျမတခါတော့ကကြောက်လဲငိုလူလဲငိုဆိုတဲ့အလွမ်းဝတ္ထုလေးတစ်ပုဒ်ရေးပူပါရတယ်။အလွမ်းဆိုတာခွဲခွာနေမှလွမ်းတာမဟုတ်ပါဘူး။ တွေ့ကြုံဆုံတွဲနေလျက်လေလွမ်းတက်ပါတယ်။ဒီဇလန်ကလေးစတင်တဲ့တရာကျွန်းပုံမှာရွာကလေးတရှိနေပုံကအလွမ်းပုံပြင်းရဲ့အစဖြစ်မယ်ထင်တယ်။ကျွန်းပုံမှာဟာဘလူရွာမျိုးလဲကြည်ကြရအောင်။ငါပစုံခရုကနန်းစသောပင်လယ်အဟာရတွေပေါ်များလိုင်ကျွဲစွာလက်ခံရရှိတဲ့ကျွန်းပုံမှာရွာကလေးဟာပင်လယ်ရဲ့ကျဉ်းနာစွာပြည့်ဖက်မှုကိုခံယူရင်း ရာစုနှစ်များစွာကိုဖျက်ကျော်ခရီးနှင်ပါれ။ဇလျင်ပေးတံကြောင့်ပင်လယ်ပြင် ပထဝီဝင်အနေထားပြည့်၍တိမ်ဆောက်မှုနဲ့လွတ်ဖယ်ခဲ့ရတာကလည်းကျွံ့ရကလေးဘက်ကအာတာချက်တရက်ပါ။အတော်လန့်လန့်မှရှိတဲ့ကျွန်းအထက်ထက်တောင်အတွေ့အကြုံမုန်တိုင်းလက်တန်ရဲ့အညိုတကြီးရိုက်ချင်မှုကို မခံရပေမဲ့နိုင်ပောင်ပင်ရဲ့မာယာများမှုကြောင့်ပင်လယ်ပြင်မှာပေါ်လို့ပေါ်နိုင်တဲ့အရာအလုံးကျွန်းပေါ်မှာတောင်ဆက်ကို ချင်းကန့်တင်ကြံခဲ့လေရှိတာကတော့မထူးဆန်းသလိုနဲ့ထူးဆန်းနေတဲ့အနေအထားတစ်ရပ်ပဲဖြစ်ပါတယ်။ဝတ္ထုရဲ့အဖွင့်မှာကျွန်းပုံမှာကိုဒီလိုထူးဆင်းရေးသားထားတာပါ။ဒီနေ့မှာတော့ကျွန်းပုံမှာတောင်ဆက်ကိုအသက်မသေးပဲလူလင်ပြိုလေးတယောက်လှိုင်းအပစ်မှာတင်ကြံရစ်ပါတော့တယ်။အသက်မသေးပဲလူငယ်လေးကိုပဲ့နှင်းကအောက်ယူပြုစုစိတ်ကူတာလို့အသက်ရှင်ခွင့်ရခဲ့တယ်။ ညမကြောင်းသွားတက်နေတဲ့ပဲ့နေရဲ့သမီးတွေနာမည်ကမွေမိန်နဲ့လူငယ်လေးကအတိတ်ကိုသတိမရတာမှသူ့နာမည်ဘသူဆိုတာတောင်မပြောနိုင်တော့ပါဘူးသူ့ရဲ့လက်ပြန်မှာဆေးမင်းနဲ့ရေးထားတဲ့ဘောလွင်းဆိုတဲ့စာသားကိုကြည့်ပြီးရွာကလူတွေက သူ့နာမည်ကိုဘောလွင်းလို့လွယ်လွယ်ခေါ်ခဲ့ကြတယ်ဘောလွင်းဟာကျွန်းပုံမှာမှပျော်ဝင်အသားကျလာတယ်မရေရာတဲ့သူ့ဘဝကိုတွေးပြီးဆွေးမနေဘူးပဲနေဦးစီး ကြောင့်ကိုပိုက်ချလေတဲ့ဆင်းလိုက်ရင်အလုတ်တင်တော့တယ်ဒီနေရာမှာကြောင့်ကိုပိုက်ကြောင်းနည်းနည်းလောက်ပြောပြခြင်း ਨੇ ပိုက်ဖုံ40ကန်ဆက်ထားတဲ့အလံပေါင်း1500အရှိရှိပိုက်တလျှောက်3လံအကွာကြောက်တလုံးပူးချီလို့ကြောင်လုံး900ပါကြောင်ကိုပိုက်ဟာတခြားငါးဖန်ပိုက်တွေနဲ့မတူတမှုထူချတာအမှန်ပါပဲကြောက်တလုံးစီကို1မီတာခွဲရှိတဲ့ကျိုးထိုးခွက်ကလေးများမှာထက် ကြောက်ကိုလုံးနဲ့ဖောက်ပြီးပူးချီထားတာဟာပိုက်ချတဲ့အခါရေအောက်မှာပိုက်မြုပ်အောင်ရည်ရွယ်ရင်းဖြစ်တဲ့ကြောက်ငိုပိုက်ကိုအသုံးပြုတဲ့အခါမှာရေတဲဦးမှ ပိုက်ချပြီးရေကြချိန်မှာပိုက်ပြန်ဖော်ရတဲ့လုပ်ငန်းသဘာဝရှိပါတယ်။အတွေ့အကြုံကပေးရထားတဲ့နိုးကြောက်မှုတွေနဲ့တံမာတဲ့လက်ယုံတွေကိုစန့်တန်းလိုက်တဲ့အခါပိုက်ဆွဲကြိုးကရောင်းကြိုးကိုယင်ဆွဲအစမှရှိတဲ့ကျွတ်နှစ်ပင်ကို ဖြတ်ဆွဲစေပြီးတဲ့နောက်ခြောက်လက်မပိုက်ကွက်တွေထဲမှာ အသက်ဇီဝကိုဆွန့်လွတ်ဖို့ငန်းဆန်နေတဲ့တပောင်းကလကုတ်ကြောင်ငါငါကောင်းတုံးဘာနီနဲ့အခြားငါးချမ်းတွေမိရဲ့ငါးတွေဟာများလွန်းလို့ကြောက်တုံးတွေတွဲချီထားတဲ့ပိုက်တောင်ငိုရတဲ့အတွက်ကြောက်ငိုပိုက်ရဲလို့အမည်တွင်ရတဲ့အဖြစ်ဘောလွေဟာသူ့ဘဝကိုအတိတ်လံမတူးစွာပဲပင်လေတဲ့ပြစ်ချနေပေမဲ့ ခင်မြင်ခင်အတွေ့ရှိတဲ့ပဲ့နေသမီးနှွေမင်ကဒီလိုဖြစ်နေတာမတရားဘူးသူဘသူလဲဆိုတာဖော်ထုတ်ပေးရမယ်ဒါမှသူ့ဘဝအမှန်အစီပြန်ရောက်နိုင်မယ်လို့ယူဆတယ်ဒါကြောင့်မြို့တက်ပြီးပြန်ကြားရေးဌာနကတရင်စာဟောင်းတွေလှမ်းတဲ့အခါရန်ကုန်ကနေဘိမ့်မြို့ကိုထွက်လာတဲ့တိုင်းစီယာဆက်လီကြီးပင်လယ်မှာနှစ်မြုပ်ခဲ့တဲ့အကြောင်းကျောင်းပိတ်လို့အိမ်ပြန်သူတွေဖျားဘူးတွေဆေးရစကြီးတွေအများကြီးပါသွားကြောင်းသိရတယ် အဖေအမေနဲ့မိမလေးတို့ပါသွားပြီးတူရဲတက်ရှင်ခွန်းနဲ့ကျွင်းပုံမှာတောင်ဆက်မှာလာတင်တဲ့ဘော်လွင်တကယ်တမ်းအသက်မသေးကျန်ရစ်သူတယောက်လူကောင်းပကတိကျမ်းမာလာဖို့ဆိုတာပဲ့နေသမီးနွေမင်းရဲ့ပြုစုမှုကြောင့်လည်းပါတယ်ပဲ့နေကတော့သူ့သမီးနဲ့ဘော်လွင်ကိုကြိတ်ပြီးသဘောတူနေရှာတာပါလူငယ်တယောက်ပေါ်မှာထားတဲ့ပဲ့နေတဲ့ဘောရာကိုကျမဒီလိုရေးပွဲထားပါတယ် ဘောလင်မကျမ်းမာနေစဉ်တလျှောက်လုံးတမီးဟာကိုပြည့်ရင်ပြည့်စုရှာတယ်။ကင်းလေကျိုးချင်းထားတော့လေကျိုးချင်းမိစေချင်တာသူဆန္ဒဘောလင်နလန်ထလာတော့တမီးနဲ့တူတူတရဲတဲဖြစ်နေပါရော့။စကားလက်ဆောင်ပြောမကုန်ရွာပြင်တောင်ဆက်မှာလမ်းလျှောက်ကြတော့လေအတူတူနှစ်ဖာလုံးလောက်ဝေးတဲ့အော်ခွေလေးစီသွားပြီးရေကူးတော့လေအတူတူကြောက်ကမှုဆုံးထိတ်ကနေငားမြကြတော့လေအတူတူ ကျွန်းပုံမာရဲ့ကျွန်းတောင်တောင်ကန်းတွေဟာပြုံမြင့်နှုတ်နယ်သူနှူးရဲ့လန်းဆန်းတန့်စင်မှုတွေထင်ဟပ်ပြီးလေကြီးဝန်းပနဲ့တူအလှကြီးလာနေတော့တယ်ကျွန်းခုံမြက်လေးတွေကြီးကြကြတန်ပေးလို့အုပ်ဖွဲ့ပြန်တမ်းမှုဝှယုံလွာအောင်မှာပြူရဲသူတို့ရဲ့အပြုံးဟာ ပြိုးပြက်လင်းလဲလွန်လာတယ်စီးစာညုံမိန်သွားပေမဲ့လာရိတ်ချုံမိန်အောင်မှာအပြန်အလှန်တရွတ်တရကျင်နာမှုတွေကတစ်ခါတစ်မျိုးမယိုးနိုင်စွာ ဒါကိုမြင်တော့ရိုးသားတဲ့ကြေးလက်လူကြီးခမသမီးရှင်တယောက်အနေနဲ့မအပ်ဆက်တဲ့စူတောင်းမျိုးတွေစူတောင်းနေမိတယ်။ကွဟဲ့မပြောကောင်းပြောကောင်းသူတို့ကျင်းနှိဆက်သွားကြရင်ဒါပေမဲ့ဒါဟာပင့်နေရဲ့စိတ်ကူးမြတာဖြစ်တယ်။သမီးရဲ့စိတ်ကူးကတော့တနည်းမှာခဏဆိုပြီးမြုပ်တက်သွားပါရော။ပြန်လာတော့သမီးနဲ့အတူကြေးရတဲ့အမျိုးသမီးတယောက်ပါလာတယ်။ဘောလွန့်တော်တော်ထီးထီးမြိုင်နဲ့ ဘောလင်ကတော့အတော်ကိုတောင်မမတ်မိရှာဘူးဘောလင်မမတ်မိလေအတော်ဖြစ်သူ သွားလေသူ အကိုမတွေကိုတိုင်တယ်ပြီးငိုလေပြီးပြီလေအတော်နဲ့ပျောက်ဆုံးနေတဲ့သူတွေ့ပြီဆိုမှပြီးပြီပေါ့သူ့တူကိုအတော်လက်အလိုက်ရောပြည့်နေတော်ဝင်ပြီးပြီပဲမြို့ပြန်ပြီးပညာဆက်တဲ့ဘဝတလန်ရှာဒီလိုဖြစ်တဲ့နေမဟုတ်လားချင်းတန်တော့ကြောက်ငိုပိုက်ကြီးလေးဟာပင်လေတဲ့ထွက်ခဲ့ရတာပါပဲ ဘောလုံးမပါဘဲလစ်ဟာမှုတွေနဲ့ပယ်နှင်းရှင်မှာမချီတင်ခဲ့ဖြစ်လို့တန်ရောစင်ဆိုတဲ့စူဟာအရွယ်မရွယ်စူးတတ်တယ်ဆိုတာပယ်နှင်းအနေနဲ့လက်မခံခြင်းပဲလက်ခံရတော့တယ်။ဘုတုတပုတ်မှာ အဆုံးသက်ဟာတဲ့အရေးကြီးပါတယ်။အဆုံးသက်ဟာတဘာဝကြတဲ့ဖြစ်စဉ်ကနေတွေ့ဖယ်လို့မရဘူး။ဖြစ်နိုင်ခြေရှိတဲ့အဆုံးသက်မှုမျိုးကသာပြိတက်ကို လက်ခံခြင်းနဲ့စီမှာပါ။ဒီမရဲ့အဆုံးသက်ဟာချုံမြင့်သော ချစ်ချင်းတန်စင်တို့ညဉ့်ညံ့မြင်းဟင်းနေမှာအတိအချပါအခုတော့ဘောလွင်မပါလဲကြောင့်ကိုပိုက်ချလီဟာငါးရှင်ရာကို အရောက်သွားမှာပါပဲတွင်ငင်ခဲ့တဲ့တန်ရောစင်ကြောက်ဆိုင်စုံကိုတယောက်ထဲတွန်းပြူနေတော့တစီတကောင်ချောင်းမြောင်းလန့်လိုက်သလိုလက်ကနေပေါ်ထွက်လာတဲ့ဘောလွင်တီးနေကြဂီတာတန်ကြောင့်မိငင်ပါဝင်လှီသားအလုံးခေါင်းထောင်သွားပါတော့တယ်ဖခင် ဘလို့လှည့်ပြမှုမာယာကများအတောင်ပေါက်ပြီးရောက်ချလာပါလေတိတ်ဆိတ်နေတဲ့ညဉ့်ရံမှာကီတာတန်ကိုမှန်ပြီးရှာလိုက်တော့စတိုကန်တောင်စွန်ကလေးမှာကီတာကိုရင်ခွင်ပိုက်လို့ခက်ရော့ရော့ထိုင်နေတဲ့ဘောလွန်ကိုတွေ့လိုက်ရတယ်ဘောလွန်မင်းကွာပြင်းနေရဲ့မချစ်မရဲ့အတန်ဟာတဝက်တစ်ပြက်မှာရက်တန်သွားတာမို့ပတ်ဝန်းကျင်ကိုအတိတ်စိတ်ကြီးတိတ်ဆိတ်သွားပြန်နေတယ် လှူရှားနေတဲ့ပယ်နေရှင်ထဲမှာတော့ဘောလွင့်ကို အပြစ်ဖို့စကားဆိုဖို့စကလုံးတွေပျောက်ဆုံးနေတော့တယ်။ကျွန်တော်ကိုခွန်းလို့ပါတော့ပါရဲ့။ကျွန်တော်နေရာဟောင်းကိုပြန်မသွားကျင်တော့ဘူး။အေးအမေနဲ့ညီမလေးတို့မရှိတဲ့နေရာဟောင်းကိုမြင်ရင်အပြစ်ဟောင်းဖြစ်ဆိုးတွေရဲ့ကုတ်ချစ်ဆွဲချင်မှုကိုခံရအောင်ပါပါ။ကျွန်တော်စိတ်ကဒါကိုခံနိုင်မှာမဟုတ်တော့ဘူး။ဒါကြောင့်မြို့ကိုပြန်မလိုက်ချင်လို့အားလုံးကိုတတိယရံတောင်းတော်လေးမြိုင်ကိုမမက်မိဘူးညှင်းဆန်လိုက်တာပါ။ ဒေါ်လင်းမြိုင်တို့ကဂုံတလဥစ္စာကျွဲဝပြီးလျှို့ညွံ့ရရေးဖြစ်နေတဲ့တိုင်ဝိုင်းမှုအဖေမေတို့ရှိစဉ်ကလေးကသဘောထားချင်းတိုက်ဆိုင်လာတာမဟုတ်ဘူးအဖေနဲ့ခန်အတိုင်ဝိုင်းနဲ့ကျွန်တော်ပြန်မသွားပြရစီနဲ့ကျွန်တော်ကျွန်းပုံမှာမှာပဲနေပြရစီဟော်ဒီငမန်းစူတော်လို့အမည်ပေးထားတဲ့ကြောင့်ကိုပိုက်ချလေကြီးမှာပဲနေပြရစီတပောင်းကျွဲရင်လို့ငါးကြီးတွင်မိနိုင်တဲ့ဒီလေကြီးပေါ်ကနေတင်လေကို ချင်းကပ်စံစားသူတယောက်ဖြစ်ပါဝင်ပါရစေ။ပြည်နေဟာဘာစကားမှမစုံနိုင်ပဲအဲ့ဒီအမိမဲ့အဖမဲ့သားကလေးကိုသူ့လက်ကျန်းကြီးနဲ့လှမ်းယူပွေဖက်လိုက်ပါတော့တယ်။နှလုံးသားချင်းနှိကက်သွားတဲ့အတွက်ပင်လယ်ပျော်ကြီးရဲ့ရင်ထဲကသမှုတရားရင်ခုန်တန်ကိုပေါ်လွင် ကောင်းစွာကြားနိုင်လောက်ပါရဲ့။မင်းကျွမ်းပေါ်မှာကျင်းတာငါသမီနွေမင်းကြောင့်တော့မဟုတ်ပါဘူးနော်။ဆိုတဲ့စကားကိုတော့ ဲ့နေအနေနဲ့မပြောဖြစ်တော့ဘူးပြောဖို့လည်းမသိဘူးမဟုတ်လားမတူရဲ့အဆုံးမှာတော့ဘောလွင့်ရဲ့သဘောထားကိုဘောလွင့်နှုတ်ဖြားကထွက်ပေါ်လာတဲ့တချင်းစာသားကပေါ်ပြနေလေရဲ့ပြေကရင်စာရွံ့များတရွက်စီလွန်ပေမဲ့မဲတွေ့ရှင်မှာတနည်းရစကူထားတယ် လွှမ်းတွင်မြုံနေတဲ့သိကူးများညာညာအိမ်မက်ပြန်လာတော့လိုက်ဖို့ရင်ခုံကျင်းမနေခင်တိုင်းမှာအနံတွေဝီစားတဲ့တိမ်မာရှင်တဲ့ရဲ့မဲတွေ့ရှင်မှာမိယာစကူ ိမ့်ထားတယ်တကယ်တော့ဒီတစ်ခေါက်ပင်လေရွာရီစီဆင်းပြစ်တာစပေတာဝန်နဲ့မို့ကျွမ်းပုံမှစီမရောက်ဖြစ်ခဲ့ပါဘူးဘော်လွန်တို့မိမိန်တို့တာသမီတွေပွားစီနေပြီလားကြောက်တွင်ကိုရလောက်အောင်တပေါင်းကျွဲရင်လိုငါးကြီးတွေမိတဲ့လုပ်ငန်းဟာလဲအရင်လိုစီပင်ရက်လားငါးကြီးငါးကောင်းတွေမိတော့ရလားပြီးတော့ကျွမ်းပုံမှမနေထိုင်နေ ဒီလောက်သားရရဲ့အနာကက်ဖြိုးမောက်ရှင်တန်းရဲ့လားကျမသိချင်လှပါပြီဒီလိုင်းအတွဲရှင်အမှတ်28 29ရဲ့9လ2019အဆင်အပြေခဲ့ကြတဲ့ဒုတိယချင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ရမြတ်မလည်းပင်လယ်ငေးသူရဲ့ရတ္တစာစုများကိုဖတ်ပြပေးသွားအောင်ဖြစ်တဲ့အတွက်အဆင်ခံစားပေးကြပါအောင်ရှင်။ ားလုံးပဲပေးကင်းလုံးကြပါစေရှင်